လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်1960နှစ်ဝန်းကျင်ကျွန်တော်မောင်ဘူကြီးကာလာသားပေါ့ဆာရွယ်ကဥစ္စာဆောင်တိုက်သမိုင်းရုပ်ရှင်ကားတွေကြည့်ခဲ့ဘူးပါတယ်မမီးတလောက်ပြောရရင်တော့မမင်းစိန်မမင်းတဲ့ရှင်ဖြူရှင်ညိုရွှေကျိုးပြူမူလာကဲဒီပလင်းငွေစိန်ဒေးစွန်မှာရုပ်ရှင်ကားတွေပဲဖြစ်ပါတယ် စာပေနဲ့ပတ်သက်လို့ဘာမစတားလို့စာဆောင်နဲ့စတင်ထိတွေ့ပြီးတော့ဆရာကြီးမြတ်ဆက်ကြရဲ့တိုက်သမိုင်းဇက်လံတဲထိတ်ရင်ဖို့တိုက်တူးသမားနဲ့တိုက်ဆောင်ပရလောကသားတွေနဲ့ပညာပြိုင်တိုက်ခိုက်တဲ့စာတွေလည်းဖတ်ပူးပါတယ်။ပန်ထရာကြည်လင်းလို့ဥစ္စာဆောင်တိုက်သမိုင်းနောက်ပိုင်းတင်ဆက်ကပြတဲ့ဇက်တွေလည်းကြီးခဲ့ပူးပါတယ်။စိတ်မကောင်းစရာတွေတဲထိတ်ရင်ဖို့တွေတုံလုံးချောက်ချားစရာတွေတနာကိူနာဖြစ်ရတာတွေကြီးပါပဲ။ဥစ္စာဆောင်ဘဝရဲ့တက်တန်းကနှစ်ပေါင်းဘလောက်ကြာမယ်မှန်းလည်းမသိပါဘူး။ အရိမရိယမြတ်စွာဘုရားပွဲမှာပဲကျွလွန်မှာဖြစ်တဲ့ကြောင်းသိရလို့လဲညီငွေစရာကောင်းလာတဲ့သူတို့ဘဝကိုဆာနာထောက်ထားမိပါတယ်သူတို့ဘာကိုစောင့်ကြက်လို့ဥစ္စာဆောင်လို့ခေါ်ရတာလဲလို့စူးစမ်းကြည့်တဲ့အခါမှာတော့မြမပြေရရမှာရှိတဲ့မမြင်မတွေ့ရတဲ့ဘုရားပစ္စည်းရှိရာတိုက်တွေကိုမတမာသူတွေလောဘတမာတွေတိုက်တူးတမာတွေရန်ကနေကာဝယ်ဖို့ဆိုတာတက်ကြီးစကားတက်ငယ်ကြသဘောနဲ့သိဝင်ရခဲ့ပါတယ် ဖျားဖြစ်ခွင့်ယဟန်တန်ကဖြစ်ခွင့်အလူရည်ဆက်လက်နဲ့မကွာလူရန်ခွင့်ဘာသာတာသနာအကျိုးကိုတည်ဖို့ခွင့်ဆိုတာလူဘဝဘုံသားမှာပဲကုသိုလ်ပြုခွင့်ရှိတာကြောင့်ဥစ္စာဆောင်နေရာသူတို့ရဲ့အကြီးအကဲထံမှာခွင့်ပန်အချိန်ကာလအကန့်အသတ်ကိုဂရိပေးပြီးတော့လူသားမိခင်ဝမ်းကြတိုင်းမှာတရေတဲမွေးဖွာအရွယ်ရောက်အိမ်တော်ကြတာသမီးတွေရမိသားစုတွေအပြန်အလှန်တန်ရုံးစဉ်ညှိတွေ့ပြီးတော့မိသားစုတိုက်တိုက်ဝုန်းဝုန်းနဲ့ပျော်ပျော်ရွှင်ရွှင်ချမ်းမြေ့ခြင်းရတာကိုခံစားလို့အချိန်ကောင်းနေစဲမှာပဲဝန်ခံဂရိပေးထားတဲ့အချိန်ကာလစိတ်လို့တိုက်ဆောင်အကြီးအကဲတွေကပြန်ခေါ် ော့လူဘွားရောက်နေသူကလည်းမိသားစုတက်ရောစင်နဲ့ဘွားဟောင်းကိုမပြောင်းချင်းသူ့ဘက်ကိုဘက်လွန်ဆွဲကမျက်ဝေခန်းစားရပြီးတော့ယင်နဲ့အောင်ခန်းစားရရင်ကိုဘက်ပါလာပါစေဆိုပြီးတော့ဆန္ဒပြုဆူတောင်းတော်ညာလဲဆူတောင်းမပြည့်ပဲနဲ့အရှုံးပေးအသက်ဆွံ့ရချိန်မှာတော့ဝမ်းနဲ့ပူဆွေးခဲ့ရပါတယ်တိုက်စာညွန်ရဖျားပစ္စည်းမှန်တစ်တည်နဲ့မတမာသူတွေလောဘသားတွေငရဲမကြောက်သူတိုက်တူးသမားတွေဟာတိုက်ရှိရမြေပုံညွန်းစာနဲ့လိုက်ရှာတွေ့ပြီဆိုတော့ငပြောအုံးမွဲတွေပြင်ဂါထာမန္တရားတွေမှန်းမို့အင်းကွက်အစီရင်နေလို့အဆောင်ရောင်နေနဲ့ ိုက်တူးတိုက်ဆောင်ဘလူးတေးရပရလောကသားတွေနဲ့တိုက်ခိုက်နေစဉ်မှာအသေးတရားရရင်တဖို့ဖို့နဲ့မြင်တွေ့ရခြင်းတိုက်တူးသမားကပဲအနိုင်ရသွားလိမ့်မလားစိုးရိမ်နေခြင်းတိုက်ပွဲပြီလို့တိုက်တူးသမားတွေမရှုမလရှုံးသွားမှာပဲဟင်ငနဲ့ချခဲ့ရတာကြီးပါပဲမြေပြင်ကိုရေထင်ပြီးကူပြနေတဲ့ပြကွက်လက်ညိုးလက်မလောက်အရွယ်စားတွေရှိတဲ့ပြောင်းဦးကြီးကတုတ်ခံရတဲ့ပြကွက်တဝုံဝုံတဝောဝောနဲ့တောက်လောင်နေတဲ့တော်မီအဝိုင်းခံရလို့ပြေးပေါင်းမရှိတဲ့ပြကွက်တွေမြင်ရတဲ့အချို့ပြိတ္တရဲ့ဝန်တာအားရအော်ဟစ်ပြီးတော့လက်ခုပ်ဒီတန်ဟာရုပ်ရှင်ုံကြီးကိုပွင့်ထွက်သွားမလို့ပါပဲ တကယ်တော့ဥစ္စာဆောင်တွေရဲ့တာဝန်ကဖျားပစ္စည်းရှိရာတိုက်တွေကိုစောင့်ကြရတာဖြစ်လို့တာဝန်ကြီးပါတယ်အနေရလည်းများလာပါတယ်နေ့ကလာအကန့်အသတ်မရှိတာကြောင့်လည်းတနာကိယနာဖြစ်ရပါတယ်မကျွမလို့တော့အနာရစေခြင်းခဲ့ပါတယ်အနာရဖို့အရေးတောင်အစားထိုးပေးရမှာပါမောင်ဘူကြီးကိုယ်တိုင်ကလည်းတနာကိယနာဖြစ်တဲ့ဆိုပေမဲ့အစားဝင်ပေးဖို့စိတ်ကူးတဲ့တောင်မထည့်ရဲပါဘူးလက်ရှိဘဝကိုအဆုံးခံရမှာဖြစ်လို့ပါပဲ သူတို့တွေကိုဘလို့နီးလန်းနေရှာကြံပြီးတော့အစားထိုးတောင်းဝန်လဲပေးရရင်ကောင်းမလဲမောင်ဘိုကြီးဘလို့မှစွမ်းဆောင်နိုင်ခြင်းမရှိတာကိုဆယ်စုနှစ်သုံးလေးခုကြာခေါင်းထဲမှာထည့်ထားခဲ့မိပါတယ်သူတို့ကိုယ်တိုင်ရရောသူတို့နီးသူတို့ဟန်နဲ့ဘလို့အစားထိုးကြမလဲဆိုတာပြင်းပြတဲ့သိလို့စိတ်ရှိပေမဲ့တကယ်သိခွင့်ရတာကတော့ဘကိုးရိုးမှာတကိုးကြီးဖះတွေမှာရှိတဲ့တိုက်ဆောင်ဥစ္စာဆောင်တွေက အရှိရိုးမှာတကိုးကြီးဖះတွေကတိုက်တွေကိုပြောင်းအရှိရိုးမှာတောင်မောတကိုးကြီးဖះတွေမှာရှိတဲ့ဖះတိုက်ဆောင်ဥစ္စာဆောင်တွေကအနောက်ရိုးမှာတကိုးကြီးဖះတွေကတိုက်တွေကိုပြောင်း အနောက်ယူမဥစ္စာဆောင်တွေကပုဂိုးယူမကိုပြောင်းအဲ့လိုအချင်းပြောင်းနေတော့ရှိတယ်ဆိုတာပါပဲမမိုကြီးရင်တွေကဆန်တာတော့မဟုတ်ပါဘူးမမိုကြီးရင်တွေကဆန်တာကတော့ရှိရှိသမျှဖះရတိုက်ဆောင်ဥစ္စာဆောင်အလုံးလူဘဝကိုရောက်စေချင်တာပါဖះပစ္စည်းဖះတိုက်ဆိုတော့လေလက်ရှိဥစ္စာဆောင်တွေမရှိတော့ရင်ဘယ်သူဆောက်မှာလဲဘယ်သူကကာကွယ်မှာလဲမဖြစ်မနေအစားထိုးရမှာတော့အမှန်ပါပဲ မောင်ဘိုကြီးဟာဆယ်စုနှစ်၃ခုကျော်စဉ်းစားလို့မရအဖြစ်မရှိတဲ့ဘေရီယာ1985ခုနှစ်ရောက်မှာတော့အဖြစ်ရှာလို့ရလိုက်ပါတယ်မောင်ဘိုကြီးရဲ့အဖြစ်ကိုတော့တိကျမှန်ကန်ကြောင်းအာမမခံရဲပေမဲ့လည်းအနည်းဆုံးခန့်မှန်းလို့ရတဲ့အဖြစ်ပါလို့တော့တက်တဲ့အထောက်ထားနဲ့တင်ပြလိုက်ပါတယ်1985ခုနှစ်မတ်လကြိုက်စကောရွာနောက်ဘက်၃မိုင်ကျော်ခန့်ကွာပဲခူးရုံးမှဒေါ်ဆန်မှာစားတောက်ကုန်စက်ရုံနဲ့စီမံကိန်းဆောက်လုပ်စဉ်ကဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့ဆက်လေးရဲ့ရှင်ပြူရဟန်းကန်အလူကြီးကိုစီကားတိုက်မြဲစွာကျင်းပပါတယ် မောင်ဘူကြီးဒုံလပတ်မဲမပောက်ပြင်မဲ့လဲပရိခေယရှစ်ပါဘူထဲ့ဝင်လူရမ်းမမယ်ဆိုပြီးတော့အင်ဂျင်နီယာအကြီးကဲတွေစီခွင့်ပန်တဲ့အခါအေယူးမောင်လေးကခွင့်ပြုပြီးတော့သူကိုယ်တိုင်ရဟန်းတကာပွဲခံပေးလို့မောင်ဘူကြီးကဒုံလပတ်ရဟန်း၁၁ရဲ့ဝှစ်ဖြစ်လိုက်ပါတယ် မောင်ဘူအီးဟာကာလာတို၁၁ရက်အတွင်းမှာဖျားလုတရားလုကိုစိတ်ရှင်းရှင်းနဲ့ဇောက်ချလုလိုတာကြောင့်တခြားမဲပေါက်တဲ့ဒေါ်လဘတ်ယဟန်အနေနဲ့ရောနောတရင်သုံးမနေဘဲနဲ့ဆွေမျိုးတော်ဆက်သူဆရာတော်ရှိရာဒေးစွန်မှာတောင်းရင်ဗုဒ္ဓဝိဟာရအကြောင်းကိုကြွားရောက်တရင်သုံးခဲ့ပါတယ်။ဖျားရိတ်တရားရိတ်တောတောင်ရိတ်တွေကိုခုံမိရခြင်းစိတ်ငြိမ်အေးမြခြင်းရတာကိုလက်တွေ့ခံစားရလို့ကိုယ်တိုင်ရွေးချယ်မှုပေါ်မှာဝမ်းသာပီတိဖြစ်ရပါတယ်။ ဒေဆွမစရီတီရှိရာတောင်ပဝင်းကျင်မှာတော့ဖះတိုက်တွေပေါ်များကြောင်းဥစ္စာဆောင်တွေပေါ်များကြောင်းမကျွမလွတ်တဲ့တရေတစေပရလောကသားတွေနေရအနှံ့ပြားမှာရှိနေကြောင်းကိုတော့ငယ်စဉ်ကတည်းကကြားပူပြီးသားဖြစ်တာမို့လို့စမ်းကြယ်အံ့ဩစရာအဖြစ်မခံယူပါဘူးမောင်မကြီးဆရာတော်ပြတဲ့နီးနာနီးတရတွေအတိုင်းအာယုံနစ်မြုပ်ပြီးတော့တရားလို့ကိုကြင်ကြံအားထုတ်ခြင်းတရားမမှတ်ခင်တရားမှတ်ပြီးတိုင်းမှာ30ပုံသားအားလုံးကိုမြစ်တာတို့ပိရိတ်တို့ရွတ်ဆိုပြီးတော့အမြပေးဝေလိုပဲဖြစ်မှာပါ မောင်ဘူဤတရားမှတ်ခြင်းအလို့မှာဘာနောက်ရှက်မှမရှိဘဲနဲ့အကျိုးရှိရှိဆောင်ရွက်နိုင်ခဲ့ပါတယ်။မောင်ဘူဤယာယီတရင်သုံးတဲ့ဗုဒ္ဓဝိယာရကျောင်းမှာကျောင်းနေတန်ခါ9ပါ၊ကိုရင်9ပါ၊ကျောင်းသားမရှိကြပေမဲ့ကျောင်းဝေယဝတ်စာဖြစ်တဲ့ကျောင်းမကြီးစွန်းစားစေရဲ့ဓမ္မယုံဇင်းညံလန်စတဲ့အဆောက်အုံတွေဟာကြည့်လို့အမြင်မတင့်တယ်ပေါ့။ဘာကြောင့်လဲဆိုတော့တန်ရှင်းတက်ရမှုတွေမရှိလို့ပါ။ကျောင်းဝင်းကျေးကြီးထဲမှာလည်းနှစ်ရှိပင်ကြီးတွေဝေယုံမင်းတွေကြွေကြတဲ့အရွက်ချောက်တွေဟာခြေချစရာမရှိအောင်ပြန်ကျဲလို့နေပါတယ်။ ။ကျောင်းရှိလမ်းမကြီးပဲကျောင်းတွင်းဇင်းညံလမ်းနဲ့ရှိသမျှကျောင်းဆောင်တွေမှာလည်းရေအိုးစင်တွေရှိပါတယ်။ဒါပေမဲ့လည်းရေဖြည့်သူကုသိုလ်ရှင်မရှိတာကြောင့်ရေအိုးတွေကမောက်ထားရတဲ့အခြေအနေပါ။မောင်ပူကြီးတွက်ကတော့အခွင့်ကောင်းကြီးပါပဲ။မောင်ပူကြီးကဘဲတန်ကဘဲကိုရင်ကိုမှအပြစ်မမြင်ပါဘူး။တန်ကန်နဲ့ကိုရင်တွေရဲ့နှိမ့်စတူအလုပ်ကမနက်၄နာရီအိပ်ရာကထား၄နိုင်ခွဲကနေ၅နိုင်ထိဖျားဝတ်တက်ပြီးတော့အာယုံဆွန်းစား၅နိုင်ဆွန်းစားပြီးတာနဲ့အလန်းဝေးတဲ့ဝမ်ဘင်းရွာထိဆွန်းငံကြွရလိုပါ၁၀နိုင်ကျော်မှပဲကျောင်းကိုပြင်ဆင်ပြီးတာနဲ့နေဆွန်းစား ပြီးသွားလို့ရှိရင်တော့ညနေ၄နာရီအထိစာချက်ဆိုင်တရားထိုင်ပြီးတော့မှတန်းဖြုတ်တာကြောင့်ညနေ၆နာရီအထိကိုပိုင်ချင်းရောက်တဲ့အခါမှာတော့ဘဲတန်းကဘဲကိုရင်ကမှမလုချင်ကြတော့ပါဘူး။မောင်ပိုဤအတွက်ကအခွင့်ကောင်းဆိုတာအဲ့ဒါပါပဲ။ညနေ၄နာရီကနေ၆နာရီအထိရရှိတဲ့ကိုပိုင်ချင်း၂နာရီအတွင်းမှာကျောင်းဝင်းကျောင်းမြင့်ဒေးစွမှာတောင်တက်လမ်းမကြီးနဲ့တောင်မော်ရီဘာမကျန်းတပြက်စီးလဲတန်ရှင်းရေလောက်ပါတယ်။တိရွက်ချောင်းမိုက်တရိုက်တွေမီးရှို့ပါတယ်။ပြီးရင်တော့ရှိရှိသမျှတောက်ရီအိုးတွေရေဖြည့်ပါတယ်။၁၇ရက်သောကာလတို့တွင်မှမောင်ပိုကြီးကကုသိုလ်ပြုလိုက်တာပါ။ အမျက်ထုတ်လိုက်တာပါ။ကျောင်းနိုင်ဆရာတော်နဲ့ယဟန်တန်ဃာတွေကိုကျေးဇူးဆက်လိုက်တာပါ။ဒေဇုမာဇေရီတောင်တကျောမှာရှိရှိသမျှသောတိုက်ဆောင်ဥစ္စာဆောင်ပရာလောကဝိညာဉ်လောကသားတွေ30ပုံသားတွေတွေပြပြသမျှကောင်းမှုကုသိုလ်အတွက်လည်းအမျှဝေလိုက်တာပါ။မောင်ဘိုကြီးကောင်းစဉ်ပေးထားတဲ့ချီယာထင်းရဲ့လူမမြင်မှောက်ပြန်ဆက်ရပါလေဦးမယ်။အရိကပြောချင်တာကတော့အဲ့ဒါပါပဲ။ရှင်းမြောင်နေ3နာရီကျော်လောက်မှမောင်ပိုကြီးစီးထသွားပြီးတော့ပြန်ကျင်းစင်မှာနှစ်ချိုက်စွာကျင်းဆက်နိုင်ခြင်းမရှိတော့ဘဲနဲ့အသိရှိနေစေ노တဝက်8တဝက်အိမ်မက်မက်နေခဲ့ပါတယ် မောင်ဘူကြီးအကြောင်းဝင်မုတ်ဝါမှာဒေးစွန်မှာတောင်းတက်လမ်းဘက်မျက်နှာမူပြီးတော့ရက်နေပါတယ်မြူတိန်ကင်းတဲ့လာဝင်းကြီးရဲ့အလင်းရောင်ကလည်းထိန်ထိန်လင်းနေလိုပါအဲဒီချိန်မှာပဲယောက်ျားမိန်းမကလေးလူကြီးကိုဝန်ဆောင်အမျိုးသမီးတွေဟာစစ်ယူနီဖောင်းတွေဝတ်ထားပြီးတော့အင်အား30လောက်ဟာဒေးစွန်မှာတောင်းမကိုဥတီပြီးတော့တက်သွားကြပါတယ်အိမ်မက်ဆိုတာရာသီဥတုအပူအေးကြောင့်စိတ်ဆွဲလန့်မှုကြောင့်တွေးလီလှူရှားမှုပုံမှန်လေပတ်မှုမဟုတ်ခြင်းကြောင့်မြင်မက်ချင်းဖြစ်ကြောင်းမှတ်သားမှုပါတယ်မော်ဘူကြီးအိမ်မက်ကဘာမှခေါင်းစဉ်ပေးပြီးတော့အကြောင်းပြချက်မရှိတဲ့အိမ်မက်ပါ အိမ်မက်ဆိုပေမဲ့လည်းတကယ်လက်တွေ့လို့ခံစားနေရတာပါထုံးစံတိုင်းမနက်9နာရီခွဲအလင်းရောင်တဲတဲကွက်ကွက်မမြင်ရသေးတဲ့အချိန်မှာပဲဝမ်ဘဲအင်းရွာကိုစွန့်ငံကြွားဖို့အတွက်ကျောင်းဝင်မဟုတ်ပါမှတန်ဃာတွေစုစည်းနေစေတန်ဃာတစ်ပါးဆိုလာခဲ့ပါတယ်ဟမ်ချီရရေးဟာအချိန်မတော်ကြီးဘယ်ရက်ဒီသားဖះဘူးတွေတက်သွားလဲမသိဘူးအဲ့လိုမျိုးအစမ်းတကျဲဆိုလိုက်လို့မောင်မိုကြီးတို့တန်ဃာတွေကဝိုင်းဝန်းကြည့်ပြီးတော့အံ့ဩနေပါတယ်အမျိုးမျိုးသောထင်ကြီးပေးစကားတွေမတ်ချက်ပြီးပြောဆိုနေကြပါတယ် အံ့ဩမယ်ဆိုရင်လည်းအံ့ဩစရာပါပဲညနေ6နာရီကျော်မောင်ဘွေသိရွက်နဲ့အမိုက်တစမကြံလဲချင်းပြီးနောက်ပိုင်းနောက်နေ့မနက်9နာရီထိုးတဲ့ဒီလူသူအသွားလာလုံးဝမရှိတဲ့လမ်းပေါ်မှာခြေရည်ထင်ကျန်နေလို့ပါပဲယောက်ျားမိန်းမကလေးလူကြီးတွေရဲ့ခြေရည်စစ်ဖက်နဲ့ရည်ရောအားလုံးကအင်အား30ကျော်လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်မောင်ဘွေကြီးညာတော့မှတ်ခဲ့တဲ့အိမ်မက်အမြင်နဲ့လက်တွေ့အမြင်ကတထက်သေးဖြစ်နေလို့ပို့ပြီးတော့အံ့ဩရပါတယ်ဒေးစွတ်မှာတောင်မို့ကိုဒီလိုညအချိန်မတော်ဖျားဘူးဧည့်သည်ဘယ်တော့မှလာရောက်တဲ့အစဉ်လာလည်းမရှိပါဘူး ကျောင်းနေတန်ကအလုံးအသိဆုံးဖြစ်တာမလို့အဖြစ်မရှိတဲ့ဗေရီဖြစ်နေခဲ့ပါတယ်ဗေရီအဖြစ်မှန်ကိုဖော်ထုတ်ပေးနိုင်သူဆိုလို့ယသိဥဖြူကိုပဲပြင်းမြင်မိပါတယ်ယသိရဒေးစွမစီရီကိုနေနံလိုက်အရက်မျက်နှာတွေမှာညာလုံးပေါက်တရားကျင့်နေတဲ့ပုံကိုယ်သူဖြစ်လို့ပါပဲမောင်ဘူကြီးတို့တန်ကတွေစူယုံနေကြတဲ့အချိန်မှာပဲယသိဥဖြူကအလူကံထွက်ဖို့ငိုက်ဆိုင်ငိုက်ဆိုင်နဲ့ရှောက်လန်းလာခဲ့ပါတယ်ယသိခေါင်းကြီးငုံပြီးတော့ငိုက်ဆိုင်ငိုက်ဆိုင်နဲ့ဘာပြောက်လာလို့လဲဗျတန်ကတစ်ပါးရဲ့အမေကိုယသိဥဖြူကဘာမှမပြောက်ပါဘူးခြေရာတွေတွေ့လို့ပါ အဲ့လိုမျိုးဖြစ်လာခဲ့ပါတယ်မေးတဲ့တန်ခါကလည်းအတက်တေယောနဲ့ဆက်ပြီးတော့အမေးဖြစ်ပြုတ်လုံနေပါတယ်ဦးစင်းတို့လည်းအဲ့ဒါပဲစဉ်းစားနေရယသိကြီးနဲ့တွေ့လို့ရှိရင်အခြေအနေမှန်သိရမှာပဲထင်တာပြောပါအောင်ယသိကြီးရဲ့ဖះဘူးဧည့်သည်တွေဘယ်ချိန်လောက်ကဖះဘော်ရောက်လာလဲအင်အားဗနေရောက်လောက်ရှိလဲဗျာဖះဘော်တယောက်မှရောက်မလာဘူးဦးစင်းရဲ့ခြေရာတွေကတောင်တက်ဇင်းညံထိပ်မှာပဲပျောက်သွားတာယောက်ျားမိန်းမကလေးလူကြီးစစ်ဖက်နဲ့ယာရီတောင်ပါသေးရဲ့ခံမှန်းကြည့်ရတာတော့အင်အား30လောက်ရှိမှထင်တယ်ခတ်တော့ခတ်နေပါပြီ ဘေရီအရှင်ကမြင်းတရက်မြင့်လာတာကြောင့်လမ်းတစ်လျှောက်လုံးစဉ်းစားလာလိုက်တာဝမ်ဘိန်းရွာရောက်လို့ရောက်မှန်းတော့မသိတော့ပါဘူးဦးစင်းတို့မနေ့ကတရင်ကြားပြီးရောပေါ့ဝမ်ဘိန်းရွာထိပ်ပုံမှန်ဆွန်းလောင်းတကာတယောက်ဟာရှောက်ထားလာခဲ့တာပါဘာဖြစ်လို့လဲတကရဲ့အမင်္ဂလာတရင်မို့လို့ရှောက်တယ်မို့တော့နုံမထွက်ပါဘူးဖေရှောက်ပါတကရဲ့သိကျင်လို့ပါမနေ့ကနေ့လေရပါဖေ RTC ဘတ်စကားနဲ့တစ်တင်လာတဲ့ကလမ်းစုံမှာတိုက်ပြီးတော့ RTC ဘတ်စကားကြီးမိလောင်တာခရီးသည်တွေအကုန်လုံးမိတဲ့ပါသွားတယ်လေဗျာတယောက်မှမရှင်ဘူးတဲ့အယောက်30ကျော်လောက်ရှိတယ်တဲ့ဖေ ဩစွန့်ငံ့ကြွတန်ကားတွေရဲ့တုံ့ပြန်လိုက်တဲ့အာမေရိကန်တွေပါမောင်ပိုကြီးဖြစ်စဉ်အားလုံးကိုတခုချင်းအမတ်စင်တက်ပြီးတော့အဖြေထုတ်ကြည့်ပါရယ်နံပါတ်၁မောင်ပိုကြီးရဲ့အိမ်မက်နံပါတ်၂ကတော့ကြောင်းရှိမှမြင်တွေ့ခဲ့ရတဲ့ခြေရာတွေဖနက်ရာတွေပါနံပါတ်၃ကတော့ရသေးဤဥဖြူလျှောက်တင်ချက်ပါနံပါတ်၄ကဝမ်ဘဲရွာမှာစွန့်တကာလျှောက်ထားတဲ့တရင်စကားဒီ၄ချက်လုံးကအချိတ်ဆက်မိမိဂွင်းဆက်မပြတ်တာကြောင့်တိုက်ဆိုင်မှုလို့ပြောလို့တော့မရတော့ပါဘူးမောင်ပိုကြီးအဖြေကိုစဉ်းစားလို့ရခဲ့ပါပြီမောင်ပိုကြီးရဲ့အဖြေကတော့တိကျမှန်ကန်ပါတယ်လို့အာမခံချက်မပေးနိုင်ပေမဲ့ ဖြစ်နိုင်ခြေအရှိဆုံးသောအဖြစ်ပါလို့တော့ပြောနိုင်ပါတယ်။ဥစ္စာဆောင်ဘဝရရဲ့ဘောဆာနာထောက်ထားပြီးတော့အချိန်ကာလအကန့်အသတ်မရှိစောင့်ကြပ်ရခြင်းဟာလွတ်မြောက်စေလိုတဲ့ဆန္ဒပါ။အခုတော့လွတ်မြောက်ကုန်ပြီထင်ပါတယ်။ဖြစ်စေခြင်းနဲ့ဆန္ဒပြေဝပါမယ်ဝမ်းမသာနိုင်ခဲ့ပါဦး။သူတို့ကသာတာဝန်ယူလဲလှယ်ပေးဖို့ဒေသမှာတောင်းတလန်းတိုင်းတက်သွားတဲ့ချီယာပိုင်ရှင်နေကြောင်းပဲဖြစ်ပါတယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစုံနဲ့တိလိုက်ပါနားစင်ပေးခဲ့ကြလူချင်းမတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မွေရင်ရေးသားသူကိုလည်းကာရဝပြူရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။